၈ရက်စနက်လ2025တနင်္လာနေ့လေးဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာနေ့မွေးဖွားသူလေးတွေကဒီနေ့ကစပြီးတော့လာမယ့်တပတ်တာအတွင်းထဲမှာငွေကြေး energy ဘယ်လိုရှိမလဲဆိုတာကိုရွှေတဲတော့ကတ်ကလေးတွေနဲ့ထုတ်ပြီးတော့ကြည့်ရအောင်ပါနော်လေးကတ်ထုတ်လိုက်ပါပြီ M minor 3ကတ်မေဂျာတကတ်ပါတယ်ပေါ့နော် အဲဒီလေးကတ်စလုံးကိုအရင်ဆုံးမြင်လာလေးပြောပြမယ်။တပတ်တာအတွင်းထဲမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့ဆုံးဖြတ်မှုလေးတွေကိုခြားဖို့မြင်နေရတယ်။ရှုပ်ထွေးမှုလေးတွေနည်းနည်းရှိနိုင်တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဆောင်ရွက်မှုတွေကိုရရှိမဲ့အချိန်တစ်ချိန်ဖြစ်တယ်လို့မြင်နေပေါ့နော်။ဒါတနင်္လာလေးတွေတပတ်အတွင်းမှာရှိနေမဲ့ငွေငွေတိုးစေမဲ့ငွေကြေး energy ပေါ့နော်။တကယ်ချင်းစီကိုပြောပြမယ်။ Certain source gap ဆိုတဲ့ဒီ quark layer ဆိုလို့ရှိရင်တော့သူ့ရဲ့ ကဲ့ရဲ့အဓိပ္ပာယ်ဆိုလို့ရှိရင်ရွေးချယ်စရာတွေကအရမ်းများနေတယ်ဆိုတာကိုပြတာပေါ့နော်နောက်တစ်ခုကလက်တွဲမကျတဲ့စိတ်ကူးရင်ဆန်မှုတွေများနေပြီးတော့တဲ့စိတ်တွေလည်းရှုပ်ထွေးနေရတယ်လမ်းတွေပြောင်းနေတယ်ဆိုတဲ့အနေအထားကိုမြင်နေရတယ် အဲ့ဒီတော့တပတ်အတွက်ငွေကြေး energy ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေအလုတ်တက်တွေဒါမှမဟုတ်လို့ရှိရင်ငွေကြေးတုံ့ဆွဲမှုနဲ့ပတ်သက်ပြီးတဲ့အခါကြလို့ရှိရင်ရွေးချယ်စရာတွေအများကြီးပေါ်လာနိုင်တယ်ဆိုတာကိုမြင်နေရတယ်။ဒါပေမဲ့ပေါ့နော်ဒီလိုရွေးချယ်စရာတွေထဲမှာလက်တွေ့မကျတဲ့စိတ်ကူးယဉ်ဆံမှုတွေလည်းပါနေတယ်။တစ်ခုကရွေးချယ်ကောင်းမလဲဆိုပြီးတော့ပေါ့နော်အဲ့လိုဝေခရခတ်တဲ့အခြေအနေတွေလည်းဖြစ်နေတယ်ပေါ့နော်။အဲ့ဒီထဲကနေမှကိုကနေပြီးတော့သေချာတဲ့အရာတစ်ခုနော်လက်တွေ့ကြတဲ့အရာတစ်ခုကိုရွေးချယ်ဖို့လိုပါတယ်ဆိုတာလေးကိုပြထားတယ်ပေါ့နော်။ ွေကြေး energy တိုးလာဖို့တင်းလာလေးတွေလှုပ်ဆောင်ရမယ်အားတော့လက်တွေ့ကြပြီးတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုအသေးချဖို့လိုတယ်ဆိုတာလေးကိုပြောနေတာပေါ့နော်ဒုတိယကတ်ကလေးကကြတော့ tense of one ပေါ့နော်ဒါဒုစရကြောင့်ကတ်တောင်မွေးစရကြောင့်ကတ်လို့ပြောရဲပေါ့နော်ဒီကတ်ရဲ့အဓိပ္ပာယ်ဆိုလို့ရှိရင်ဝေးချင်းနဲ့ပတ်သက်ပြီးတော့တာဝန်တွေနဲ့ဝင်တော့ဝင်ဖို့တွေနဲ့ပြီးနေနိုင်တယ်ကြီးနေနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြတယ်တာဝန်ပိုယူပြီးတော့ပေါ့နော်ဒါ ဝင်နေပို့ထမ်းနေရခြင်းဆိုတဲ့ energy ကိုလည်းပြနေတယ်ငွေရေးချင်းရရမှာဆိုလို့ရှိရင်တာဝန်တွေဝင်တော့ဝင်ဖို့တွေပေါ့နော်တာဝန်တွေပို့ယူနေရတာတွေဒါတွေကိုမြင်နေရတာဖြစ်တယ်ငွေချင်းရှာဖွေမှုမှာလည်း PR တွေရှိပြီးတော့အပေါ်တာဝန်တွေနဲ့ပေါ့နော်ဒါပင်မန်းလွမ်းနယ်မှုတွေကိုလည်းမြင်နေရတဲ့ energy တခုပဲဖြစ်ပါတယ်အဲ့ဒီတော့တင်းရငွေချင်း energy တွေကောင်းလာဖို့ဝင်ငွေတွေတိုးလာဖို့ဆိုလို့ရှိရင်တင်လုံးဆောင်ရမယ့်အရာကတင်းရဒီငွေချင်းရှာဖွေမှုမှာပဲဖြစ်ဖြစ်နော်ငွေချင်းဝင်လာတဲ့ဝင်ငွေလမ်းကြောင်းကိုပဲဖြစ်ဖြစ်ပုံမှုပြီးတော့လွယ်ကူအောင်တတ်တာအောင်တင်ပါ လုပ်ရမလဲဆိုတာကိုတည်တည်ချာချာပြန်လဲစစ်ဆေးရမယ်အချိန်ကာလဖြစ်တယ်။အဲ့တော့မလိုအပ်တဲ့ဝင်တော့ဝင်မိုးတွေကိုလည်း short ချပါလို့ပြောထားတယ်နော်။အခုကတော့ tools of scan တော့ဒုတိယကတ်မှာတာဝန်တွေဝင်တော့ဝင်ဖို့တွေတယောက်တည်းမလိုအပ်သောဝင်တွေမှာပို့ထမ်းနေတာကိုပြထားတယ်။တတိယကတ်မှာထွက်လာတာကတာဝန်တွေကိုခွဲဝေပေးလို့ပြောထားတာ။တင့်တင့်ကိုတောက်တိုင်ဖြစ်စေမဲ့ပါတနာတယောက်ရှာအဲ့ဒီပါတနာကနေပြီးတော့မှတာဝန်တွေခွဲဝေယူတာမျိုးတွေเนาะတင်လို့တင်လို့တိုက်တာကိုလည်းလို့ပြီးလို့ရှိရင် နောက်တစ်ခုကတင်တာဝင်ခွဲသိမ်းခွဲထိုက်တာတွေကိုလည်းလုတ်ပေးနိုင်မဲ့လူတယောက်ပေါ့နော်အဲ့ဒါကိုရှာပါလို့ပြောထားရတယ်နော်အဲ့ဒီတော့အပြန်အလှန်တဟဇာတာဖြစ်စေမဲ့အကျိုးရှိတဲ့ပူပေါင်းမှုတွေလှုံ့ဆောင်ဖို့လည်းပြောထားတာဖြစ်တဲ့ဒီတစ်ပတ်အတွင်းထဲမှာဆိုရင်ဒါတွေကိုလှုံ့ဆောင်ခြင်းဖြစ်ပေါ့နော်တင်းရဲ့ပေမန်းမှုတွေကိုလည်းရှော့ချနိုင်ပြီးတော့ဝင်ငွေကိုလည်းပို့ပြီးတော့တိုးလာစေမဲ့ငွေရဲ့ energy ပိုကောင်းလာစေမဲ့ဆိုတာကိုပြနေတဲ့ကတ်ရဲ့ energy ပဲဖြစ်ပါတယ် နောက်ဆုံးကတ်ကလေးရဆိုလို့ရှိရင်တော့တတာဝါပေါ့နော်တတာဝါဆိုလို့ရှိရင်တော့သူကရုတ်တရက်အပြောင်းလဲတွေဖြစ်ပေါ်လာမယ်ဆိုတာမျိုးလေးကိုပြသနေတာဖြစ်တယ်မမျော်လင့်မယ်ငွေကြေးနဲ့ပတ်သက်တဲ့အကြက်တဲလေးတွေဖြစ်နိုင်တာတို့ဘာတို့ပေါ့နော်ဒါရုတ်တရက်ဖြစ်လာနိုင်တဲ့အနေအထားလေးကိုပြောတာ ။ဒါလေးကငွေကြေးအရာအရေးကြီးတဲ့ကတ်ကလေးလေးဖြစ်တယ်။ရုပ်တရက်ပေါ့နော်မမျော်လင့်ဘဲနဲ့အရေးပေါ်ကုန်ကြစရိတ်ဖြစ်လာနိုင်တဲ့အခြေအနေမျိုးတွေနော်။အဲ့တော့ emergency fund လို့အရာမျိုးမရှိထားဘူးဆိုလို့ရှိရင်ကိုကကိုရှာထားတဲ့ငွေတွေရုပ်တရက်ကုန်ဆုံးတာမျိုးတို့ဘာလို့ဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သတိကြည်ကြည်ထားပါပေါ့နော်။အဲ့တော့အရေးပေါ်အခြေအနေဆိုတော့ဘာတွေကိုပြောတာလဲဥမာတဘာဝဘေးရနေရကြောင်းပဲဖြစ်စီပေါ့နော်နောက်တစ်ခုကဟိုမလို့ဈေးကြီးဆက်ပစ္စည်းတွေခြုံရင်းသွားတာပဲဖြစ်စီရုပ်တရက်ကျန်းမာရေးထူးထူးဖြစ်တာအက်ဆီဒန့်ဖြစ်တာရုပ်တရက်အ အလုပ်ပြုတ်တာစသဖြင့်ပေါ့နော်လုပ်ငန်းခွင်မှာရုတ်တရက်ဒါမထင်မှတ်တော့အပြောင်းလဲဖြစ်တာအဲ့ဒါမျိုးတွေမှာဆိုအရေးပေါ်အခြေအနေလို့ခေါ်တယ်အဲ့ဒီအရေးပေါ်အခြေအနေတွေကိုတဲ့ကိုကငွေကြေးတို့ဘာလို့ချိုးတင်ပြင်ဆင်ထားမယ်ဆိုလို့ရှိရင်တော့ပူပန်စရာမလိုဘူးဆိုတာလေးကိုပြောထားတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဆိုလို့ရှိရင်တော့ကိုယ်စီမှာရှိနေပြီးသား energy အဟောင်းတွေပေါ့နော်ဝင်တော့ဝင်ဖို့ဖြစ်နေတာတွေမလိုအပ်တဲ့အရာတွေနဲ့ဝင်နေပြီးတော့ငွေကြေးဟို ငွေကြေးနဲ့ပတ်သက်ပြီးပေမန်းနေရတာတွေဆိုလို့ရှိရင်လည်းအဲ့ဒီအရာတွေပြိုကျပျက်စီးပြီးတော့အသက်တဖန်စတင်ခြင်းဆိုရလဲတဲ့ဖြစ်ပေါ်လာနိုင်ပါတယ်တဲ့။သူကရုပ်တရက်အကြောင်းလဲမှာဆိုလို့ရှိရင်ဆိုးရက်ပဲလည်းဖြစ်နိုင်သူကောင်းရက်ပဲလည်းဖြစ်နိုင်တယ်။အဲ့တော့ဘယ်လိုအခြေအနေမျိုးမဆိုကိုယ့်ဘက်ကဉာဏ်ပညာရှိရှိကြိုက်တွေတာဖို့ကသာအရေးကြီးတယ်။ကိုယ့်ရဲ့ကြိုက်တွေမှုအပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ငွေကြေးကအကြောင်းလဲတွေဆိုတာဖြစ်ပေါ်လာမှာပေါ့နော်။ အဲ့တော့လေးကစလုံးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့တပတ်အတွင်းတနင်္လာမွေးသူလေးတွေကငွေကြေး energy တွေကောင်းကျင်လဲဆိုလို့ရှိရင်တော့တဲ့ပထမဆုံးကတော့ရှင်းလင်းပြတ်သားမှုကိုရယူပါတဲ့ရှင်းလင်းပြတ်သားတာလေးတွေရှိမှအဲလက်တွေမဆန်တဲ့စိတ်ကူးယဉ်မှုလေးတွေပယ်ဖြတ်မှငွေကြေးလေးတွေကပို့ပြီးတော့ energy ကောင်းမွန်လာမယ်နောက်တစ်ခုကဝင်တော့ဝင်ပို့များနေတာတွေကိုရှော့တဲ့တာဝန်ခွဲပေးတဲ့နာတွေကိုလည်းခွဲပေးကိုတယောက်တစ်အားလုံးသိမ်းကြုံပြီးမလုပ်တဲ့ အဲဝရိယတွေပို့လုံခဲ့ပြီးတော့လှုပ်ဆောင်ခြင်းအားတဲ့ငွေကြေးမတိုးတက်စေပဲနဲ့တင့်ကိုပဲပို့ပြီးပြင်ပန်းစေတယ်ဆိုတာကိုပြောထားတယ်နောက်တစ်ခုကတော့တောက်တိုင်ဖြစ်စေမဲ့ပါတနာကောင်းတယောက်ရှာနော်ကိုကူညီနိုင်မဲ့သူရှာကိုရဲ့တာဝန်တွေခွဲဝေပေးအပ်နိုင်မဲ့သူတယောက်ကိုတဲ့ရှာဖို့လိုပါတယ်တဲ့ဒါကတော့လုပ်ငန်းဝင်တွင်ထဲမှာဖြစ်မယ်ပေါ့လေနောက်တစ်ခုကဆိုလို့ရှိရင်တော့တဲ့ဘလို့အရာမျိုးပဲဖြစ်စေဘလို့လောကရံမျိုးပဲဖြစ်ပါစေအပြောင်းလဲတွေကိုကြိုးဆိုပါတဲ့နော်စိုးတဲ့အပြောင်းလဲဖြစ်လာခဲ့ရင်လဲကိုဘလို့ကြိုက်တွေဖြေရှင်းမလဲကောင်းတဲ့အပြောင်းလဲပေါ်မှာဆိုရင်လဲ ဒီအခြေအနေကိုအသုံးချပြီးကိုပိုမိုကောင်းမွန်ပါတွေလှုပ်ဆောင်မလဲဆိုတာကိုဒါတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့တဲ့ဝင်ငွေတိုးဖို့ energy တွေကတင့်ပတ်မှာအပြည့်ရှိနေပါတယ်ဆိုတာလေးကိုပြောထားတာပဲဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင်တော့တနင်္လာနေ့မွေးသူလေးတွေအတွက်ကငွေကန်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တပတ်တာအတွင်းထဲမှာတော့ဒါ 60ရာခိုင်နှုန်းလောက်ကောင်းမွန်နေတယ်ဆိုတာလေးကိုပြနေတယ်ပေါ့နော်အဲ့ဒီတော့ငွေကြေးရဲ့ energy တွေအပြောင်းအလဲဖြစ်မှုတွေကိုခံနိုင်ရရှိဖို့အတွက်ဆိုလို့ရှိရင်တော့တနင်္လာနေ့လေးတွေကအဆောင်လက်ပတ်ကလေးအနေနဲ့ဆိုလို့ရှိရင်ခရမ်းစွဲရဲ့ citrus ရဲ့သူရောက်ကြောက်တယ်ပေါ့နော်အဲ့ဒီကြောက်သုံးမျိုးကိုရောပြီးတော့လက်ပတ်လုပ်ပြီးဝစ်စင်မာတဲ့เนาะဒါဆိုလို့ရှိရင်တော့တင့်အတွက်ငွေကြေး energy အထောက်အပံ့တွေရောပြောင်းလဲလာမယ်အပြောင်းလဲတွေခန္ဓာရည်ရှိမှုအတွက်ပါပေါ့เนาะ energy အထောက်အပံ့တွေဖြစ်လာစေမှာဖြစ်တယ်တဲ့ ဲ့တော့ energy ကညီမှုရှိတဲ့တနင်္လာနေ့မွေးသူလေးတွေကလည်း comment လေးမှာရေးပေးခဲ့ပါအောင် energy မကိုက်ညီတဲ့သူတွေကလည်း entertainment သဘောတရားအနေနဲ့ပဲကြည်တာပို့ပြီးတော့အဆင်ပြေပဲပေါ့နော်အဲ့တော့ကိုက်ညီတာလေးကိုပဲယူပါမကိုက်ညီတာဆိုလို့ရှိရင်တော့သိပြီ serious မထားဘူးပြောချင်တယ်ပေါ့နော်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ terror reading လေးတွေနဲ့ spiritual knowledge တွေကိုထပ်မံမျှဝေသွားမှာဖြစ်လို့ပန်ဆူရဲ့အကောင့်လေးကိုလည်း follow လေးလေးခွဲဖို့မမေ့နဲ့နော်ကျေးဇူးပါပန်ဆူပါ